အားလုံးပဲမင်္ဂလာပါဘိုင်ယိုတော့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ BBC Bounties မှာဖော်ပြထားတဲ့ဗိုလ်ချုပ်ကြီးလေးဦးအနှစ်60နီးပါးအာနာတင်ထားတဲ့မြန်မာပြည်ဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်မူရင်းစောင်းပါရှင်ကိုလည်း credit ပေးပါတယ်ဗီဒီယိုလေးစလိုက်ကြရအောင် ူချုပ်ကြီးလေးဦးအနှစ်60နီးပါးအာနာတင်ထားတဲ့မြမပြည်လွတ်လပ်ရေးရတာ89နှစ်ရှိပြီဖြစ်တဲ့မြမပြည်မှာတော့စစ်ဘူချုပ်ကြီးတွေကြီးဆိုတဲ့အုပ်ချုပ်ရေးကာလကအနှစ်60ပတ်ဝန်းကျင်အထိရှိနေပါတယ်1962ခုနှစ်မှာတော့ပထမဆုံးအာနာတင်ကောင်းဆောင်ဘူချုပ်ကြီးနေဝင်1988ခုနှစ်အာနာသိန်းခေါင်းဆောင်ကတော့ဗိုလ်ချုပ်မှုကြီးစောမောင်သူ့ကိုစက်ခံသူ ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့2021ခုနှစ်အာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းလိုပဲဖြစ်ပါတယ်။ဒီလေးဦးမှာတော့ဗိုလ်ချုပ်ကြီးတန်းရွှေကတခြားသူတွေနဲ့မတူပဲဒူးချုပ်ကနေတက်ချုပ်ကိုအာဏာပြန်သိမ်းတာလည်းဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးစောမောင်ကလည်းအာဏာသိမ်းစစ်ကောင်းဆောင်တဦးဖြစ်ပေမဲ့ကျန်တဲ့စစ်ကောင်းဆောင်တဦးနဲ့နှိုင်းရှင်ရင်တော့သူ့ရဲ့အာဏာသိမ်းအုပ်ချုပ်ရေးကာလကတိုးတောင်းလွန်းလာပါတယ်။အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးတဦးရဲ့ဓာတ်ပုံတွေကိုတော့ တိုင်းစစ်ဌာနချုပ်တွေမှာတပ်မတော်ကိုတီထောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တပ်ပုံနဲ့ရှင်တွဲချိတ်ထားတာကိုလည်းတွေ့မြင်ရပါတယ်။သူတို့အာဏာတိဆောက်ပုံနဲ့လာမယ့်ရွေးကောက်ပွဲအလွန်မှာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းဘလို့အာဏာဆက်လက်တိဆောက်သွားနိုင်လဲဆိုတာကိုဒီဆောင်မားမှာဖတ်ရှုရမှာလည်းဖြစ်ပါတယ်။မြန်မာပြည်ရဲ့ပထမအဦးဆုံးအာနာသိန်းစစ်ကောင်းဆောင်ဖြစ်ပြီးတော့အာနာတက်တန်းလဲ26နှစ်ထိအရှိကြဆုံးကတော့ဘူချုပ်ကြီးနေဝင်လဲဖြစ်ပါတယ် ရဲဘော်သုံးချိတ်ဝင်အမိကတခင်ရှုမောင်းဖြစ်ပြီးတော့လွတ်လည်ရေးကြိုးပမ်းမှုနဲ့မြမတက်မတော်တိဆောက်မှုအပိုင်းတွေကြောင်းတက်တွင်းမှာတော့လေးစားချစ်ခင်မှုရရှိသူတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးဘက်မှာတော့အာနာသိမ့်မှုကြောင့်နာမည်ဆိုးပါတယ်။ဗိုလ်ချုပ်ကြီးနေဝင်းက1962ခုနှစ်မှာအာနာစသိမ့်တယ်လို့လူသိများပေမဲ့1958မှာကလေးကအာနာရပါတီတွင်း အကွဲအပြဲတွေကိုအကြောင်းပြုပြီးအဲ့ဒီအချိန်ကဝင်ကြီးချုပ်ဦးနုစီကနေပြီးတော့အာနာကိုသူ့စီလွှဲပေးအောင်အကြက်ကန်းခဲ့တယ်လို့တမိုင်းချောင်းတိမ့်မိသူတွေကပြောကြပါတယ်။ဒါကြောင့်1958ခုနှစ်မှာတက်ကအာနာလွှဲယူတာကိုလည်းအာနာသိန်းတဲ့ဖြစ်ရတဲ့ခုအဖြစ်သတ်မှတ်ကြတာတွေရှိပါတယ်။1960မှာတော့ရွေးကောက်ပွဲကျင်းပပြီးအာနာပြန်လွှဲပေးခဲ့ပေမဲ့1962ခုနှစ်မှာပဲအာနာထပ်သိမ်းလိုက်ပြီးတော့အာနာဇက်က26နှစ်တိုင်ကြာပါတယ်။ အာနာဒင်းစစ်ဘိုလ်ချုပ်ကြီးဟာအာနာကိုအချိန်အကြာကြီးယူထားနိုင်ဖို့အတွက်ယာရုအမျိုးမျိုးကိုလည်းရယူခဲ့ပါတယ်။ဒေါ်လန်ရေးကောင်စီဥက္ကဋ္ဌမြမဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌနိုင်ငံတော်ကောင်စီဥက္ကဋ္ဌတမနာနယ်ဝင်ကြီးချုပ်ယာရုတွေထဲလဲတုံးဆွဲခဲ့တာကိုလည်းတွေ့ရပါတယ်။ဘိုလ်ချုပ်ကြီးနေဝင်ကိုရင်းနှီးတဲ့တပ်တပည့်တွေကအဖေကြီးလို့ခေါ်လို့ရှိပြီးတော့မာဖီးယားပုံစံခိုင်းကောင်းဆောင်အုပ်ချုပ်ရေးကိုတတ်ထဲယူလာသူလို့သမိုင်းပညာရှင်တချို့ကလည်းပြောကြပါသေးတယ်။ တရင်လေးကတပည့်တွေကိုတပ်သားတွေကတချို့ဝင်းကြီးတမရဆရတဲ့ထိတ်တန်းရာသူတွေရအောင်ဆောင်မခဲ့တဲ့အတွက်တပည့်တွေကလည်းသူ့အဩဇာကိုမလွန်ဆန်ရဲကြပါဘူး။ဒါကြောင့်သူကဩဂထကြီးရာသူနဲ့သူ့လက်အောက်မှာတမရလေးယောက်နဲ့တချို့လေးယောက်အထိခန့်အပ်ခဲ့ပြီးတော့သူတို့ရဲ့အထက်မှာနေခဲ့နိုင်လာလေဖြစ်ပါတယ်။ငွေဆက်ကူတွေရုပ်သိမ်းတာပြည်သူပိုင်သိမ်းတာနဲ့ကျောင်းသားတမကအဆောက်အုံဘုံခွဲဖြစ်စီတာစတဲ့မျက်မှောက်ခေအထိပြည်သူတွေမမေ့နိုင်တဲ့ဖြစ်ရက်တွေဥနေဝင်လက်ထက်မှာဖြစ်ခဲ့ပါတယ်။ ဆယ်စုနှစ်နှစ်ခုကျော်ကြာတဲ့အထိသူ့အာနာကလူဒုရဲ့အထွေထွေအကြက်တဲနဲ့နှစ်ရှည်မကြေနပ်မှုတွေကြောင့်ပဲ1988ခုနှစ်မှာတော့ချုပ်ငိမ့်သွားပြီးမြမဆိုရှယ်လေးလမ်းစဉ်ပါတီခက်နေဦးချုပ်ပါတယ်။ဘူတော်မူကြီးတန်းရွှေကစစ်တပ်ရောတိုင်းပြည်ကိုပါ19နှစ်ကြာတဲ့အထိအုပ်ဆုပ်ခဲ့ပြီးဘူချုပ်ကြီးနေဝင်ပြီးရင်တော့အာနာတက်တန်းအရှိဆုံးလေးဖြစ်ပါတယ်။ဘူချုပ်တန်းရွှေကသူ့ရဲ့စီနီယာ1988အာနာသိန်းခေါင်းဆောင်ဘူချုပ်မူကြီးဆုံးမောင်ရဲ့ဒူးချုပ်လည်းဖြစ်ပါတယ်။1988ခုနှစ် စက်တင်ဘာလ18ရက်မှာအာနာသိမ့်ပြီးဖွဲ့ခဲ့တဲ့နိုင်ငံတော်ညီဝက်ပြည်ပြမှုတိဆောင်ရေးအဖွဲ့နောက်ဝါတမှာတော့ဘူဂျုံကြီးစောမောင်ကဥက္ကဋ္ဌဖြစ်ပြီးတော့ဒုတိယဘူဂျုံကြီးတန်းရွှေကအဖွဲ့ဝင်ဘူမှုဂျုံခင်းညုံကအတွင်ရင်မှုတစ်ဖြစ်ပါတယ်။ဒါပေမဲ့1990ရွေးကောက်ပွဲအလွန်မှာတော့ဘူဂျုံမှုကြီးစောမောင်ရဲ့အခြေအနေမတည်မငြိမ်ဖြစ်လာပြီးတော့1992မှာကျမ်းမာရေးအကြောင်းပြအနာပြီးခံခဲ့ရပါတယ်။ဘူဂျုံကြီးတန်းရွှေကနာဝတာဥက္ကဋ္ဌဖြစ်လာပြီးတော့မထင်မှတ်ပဲ16နှစ်ကြာအာဏာရယူခဲ့ပါတယ် သူ့လက်ထက်မှာတော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်ရှစ်လေးလုံးအရေးတော်ပုံနဲ့အတူကြော်ကြားခဲ့တဲ့နိုင်ငံရေးသမားတွေ၊ကျောင်းသားကောင်းဆောင်တွေအတိုက်ခံတွေကိုထောင်သွင်းအကျဉ်းချခဲ့ပါတယ်။အဲ့ဒီထက်ပိုပြောစမှတ်ဖြစ်တာကအင်မတန်တကူးထွားတဲ့ထောက်လန်ရေးကောင်းဆောင်ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့တပ်မတော်ထောက်လန်ရေးတပ်ဖွဲ့လုံးကို2004ခုနှစ်မှာဖယ်ရှားပစ်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေကဗိုလ်ချုပ်ကြီးနေဝင်လို့ရာဒူးကောင်းစင်များများဆဆမယူခဲ့ပါဘူး တက်ချုပ်ရာတို့ကိုပဲခိုင်ခိုင်မာမာရယူထားခဲ့ပြီးတော့အာနာတိဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ဘူဂျုံမူကြီးစုံးမောင်ရဲ့နဝတာဥက္ကဋ္ဌနေရာကိုဆက်ခံပြီး1998ခုနှစ်မှာပဲနဝတာကိုနိုင်ငံတော်အေဂျင်တာယာရင်းနဲ့ဖွံ့ဖြိုးရေးကောင်စီလို့အမည်ပြောင်းလဲခဲ့ပါတယ်။1998ခုနှစ်အပြောင်းအလဲကတော့နာမည်ပြောင်းရုံတသက်မဟုတ်ခဲ့ပါဘူး။တမဩဇာရှိတဲ့ခေပြိုင်စစ်ဘိုးချုပ်တွေကိုတက်နယ်ကင်းကွာအောင်နိုင်ငံရေးယာရုတွေပေးတာဖေရှားတာတွေလုပ်ခဲ့ပြီးတော့ သူနဲ့အသက်အရွယ်ကွာတဲ့မျိုးဆက်တင်ခေါင်းဆောင်တွေကိုနေရာပေးခဲ့ပါတယ်။နောက်မှာတော့တမရဖြစ်လာတဲ့ဘူဂျုံကြီးသိန်းစိန်ဒုတမရဖြစ်လာတဲ့ဒုတိယဘူဂျုံကြီးတိဟသူရတင်အောင်မြင်ဦးပြီးသူလွှတ်တော်ဩက္ခဋဖြစ်လာတဲ့ဘူဂျုံကြီးဒူရရွှေမန်းဝင်ကြီးချုပ်ကွယ်လွန်သူဘူဂျုံကြီးစိုးဝင်းတို့ကတော့1998ခုနှစ်မှာဘူဂျုံမူကြီးတန်းရွှေပွဲထုတ်ခဲ့တဲ့စစ်ဘူဂျုံတွေလည်းဖြစ်ပါတယ်။ဦးနေဝင်းအာနာစွန့်ရင်မှာတော့ အသက်89နှစ်အရွယ်ဦးနေဝင်တဲ့သူ့အစိုးရအဖွဲ့ဝင်တွေကြားအသက်ကွာခြားမှုက10နှစ်ကနေအနှစ်20ထိရှိခဲ့တယ်လို့ဦးတန်းရွှေအာနာစွန့်နေမှာလဲသူ့ကိုစက်ခံတဲ့တက်ချုပ်ဘူဂျုံမူကြီးမင်းအောင်လိုင်းနဲ့အသက်20ကျော်ကွာဟနေပါတယ်ဘူဂျုံကြီးနေဝင်ကအဖေကြီးတစ်ခေတ်ဆိုရင်တော့ဘူဂျုံမူကြီးတန်းရွှေကအဘကြီးတစ်ခေတ်ဖြစ်ပါလိမ့်မယ်မြမစစ်ဘိုးချုပ်တွေကသူတို့ကိုအဘလို့ခေါ်တာကိုနှက်သက်ပြီးတော့ဘိုးချုပ်မူကြီးတန်းရွှေကိုနှိစက်တဲ့အတိုင်းဝိုင်းကအဘကြီးလို့ခေါ်ကြပါတယ် တချို့ရင်းနှီးတဲ့တပည့်တွေကလည်းဘိုးချုပ်မှုကြီးလို့ခေါ်ကြပါတယ်ဘိုးချုပ်မှုကြီးတန်းရွှေအနားယူသွားတာတောင်သူ့တပည့်တွေကတော့ဘိုးချုပ်မှုကြီးလို့သူ့ကိုနန်စာဆက်သုံးပါတယ်ဘိုးချုပ်မှုကြီး၃ဦးရှိတဲ့အတွက်ဘိုးချုပ်မှုကြီးစုံမောင်ကိုဆိုလိုတာလားဘိုးချုပ်မှုကြီးတန်းရွှေကိုဆိုလိုတာလားဘိုးချုပ်မှုကြီးမင်းအောင်လိုင်ကိုဆိုလိုတာလားလို့ပြန်မေးတဲ့အခါမှာတော့ငါတို့မှာဘိုးချုပ်မှုကြီးကတက်ရောက်ပဲရှိတယ်လို့ဦးတန်းရွှေကိုရည်ညွှန်းတဲ့သူ့တပည့်ရင်းတယောက်ကပြောပါတယ်ဘိုးချုပ်မှုကြီးတန်းရွှေကပရိယေများတဲ့နိုင်ငံရေးသမားနဲ့ပေါ်တူပေမဲ့ အင်ဂျင်နီယာတယောက်လိုလဲလမ်းဖောက်တရားဆောက်အာသင်ပါတယ်။သူ့လက်ထက်မှာတော့နေပြည်တော်ကိုတည်ပြီးတော့မြို့တော်ရွှေကေကပြောစမှတ်ဖြစ်ခဲ့ပါတယ်။စီးပွားရေးကိစ္စတွေကိုတော့သူ့ရဲ့ဒုတိယလူဒုဗိုလ်ချုပ်ကြီးမောင်အေးကိုလွှဲအပ်ခဲ့ပါတယ်။1993ခုနှစ်မှာတော့အမျိုးသားညီလာခံခေါ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအချိန်ယူဆွဲပြီးတော့တစ်ချိန်တည်းမှာပဲပြည်ထောင်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးအသင်းကိုတည်ထောင်ခဲ့ပါတယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးတဲ့အခါမှာတော့အသင်းကိုပါတီအဖြစ်ပြောင်းပြီး2010မှာရွေးကောက်ပွဲကျင်းပပေးခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုနိုင်ငံရေးကနေဖယ်ထုတ်ထားခဲ့တဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့မဟာဗျူဟာကတက်ကြောတော့နောက်ခံကြံ့ခိုင်ရေးပါတီကပဲနှစ်ပေါင်း90အထွေထွေရွေးကောက်ပွဲ10ခုအထိအနိုင်ရရှိစေရေးဖြစ်ပါတယ်။ဒီအကြောင်းကိုဦးတန်းရွှေအစိုးရရဲ့ရေတက်ဦးစီးချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးစိုးသိန်းတမနာယုံဝင်းကြီးဟောင်းက ူနိုင်ငံရေးယာရုကအနားယူပြီးနောက်မှာမီဒီယာတွေကိုဖြေကြားပြီးတော့ဒီအကြောင်းကိုသိတဲ့နိုင်ငံရေးအကဲခတ်တွေကလည်းဥတန်းရွှေဒီလိုပြောခဲ့တာမှန်ကြောင်း BBC ကိုအတည်ပြုပါတယ်။ဒါအပြင်2008အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကြောင့်တက်ကအာဏာသိမ်းမှုက1988ခုနှစ်မှာနောက်ဆုံးဖြစ်ရမယ်လို့ဗိုလ်ချုပ်မှုကြီးတန်းရွှေကနိုင်ငံရေးတင်နန်းပို့ချချက်တွေမှာပြောခဲ့တဲ့အကြောင်းတင်နန်းမှာပါဝင်ခဲ့သူတွေကပြောပါတယ်။ 2011ခုနှစ်မှာတော့ဘူဂျုံမူဂျီတန်းရွှေရဲ့မထင်မှတ်တဲ့အနာယူမှုကိုအာနာရှင်တဦးရဲ့အောင်မြင်စွာဆုတ်ခွာမှုလို့တင်စားမှုတွေရှိခဲ့ပေမဲ့သူ့ရဲ့မဟာဗျူဟာကလည်းဝဲချော်မှုတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူနာပြီမကြခင်မှာပဲတပည့်တွေကြားသမရဦးသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းအကွဲအပြဲဖြစ်ပြီးတော့2015ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုရှုံးနိမ့်ခဲ့ပါတယ်။ 2020ရွေးကောက်ပွဲကို NLD ကထပ်အနိုင်ရပြီးမှာတော့မဲမတမမှုအကြောင်းပြပြီးစစ်တပ်ကအာဏာထပ်သိမ်းလိုက်ပါတယ်။2021ခုနှစ်မှာအာဏာသိမ်းတဲ့ဘူချုံမူကြီးမင်းအောင်လှိုင်ကစစ်တပ်ကိုဥဆောင်လာ14နှစ်အထိရှိနေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တာ၄နှစ်ကျော်လာခဲ့ပါပြီ။အရင်နဲ့မတူတာကတော့2021ခုနှစ်စစ်အာဏာသိမ်းမှုကိုဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကအာဏာသိမ်းမှုလို့ဝန်မခံဘဲနဲ့အာဏာထိမ်းမှုလို့ပဲသုံးပါတယ် အရေးစစ်အာဏာသိမ်းမှုတွေလိုဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖျက်ဖဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆက်သုံးပါတယ်။ဘူဂျုံမူရီမင်းအောင်လိုင်းကဘူဂျုံမူရီတန်းရွှေရဲ့ဆက်ခံသူဖြစ်ပေမဲ့ဦးနေဝင်းရဲ့အတွေးခေါ်တွေပိုလွှမ်းမိုးနေတယ်လို့နေပြည်တော်အတိုင်းဝိုင်းကသုံးသပ်ကြပါတယ်။သူ့ရဲ့အစည်းအဝေးမင်းကွန်းတွေနဲ့မူဝါဒတွေမှာလည်းဒီအချက်ကိုတွေ့နိုင်ပြီးတော့ social link ခေအကြောင်းပြန်ပြောင်းပြောဆိုတာတွေတွင်းကုံတွေပိတ်ပြီးဥကုံတုံးမြင့်မို့ညွှန်ကြားတာနဲ့တမဝါယမစနစ်ကိုပြန်အသက်သွင်းတာကိုလည်းတွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတက်တွင်းအာနာတိစောက်မှုမှာဦးနေဝင်းနဲ့ဦးတန်းရွှေလိုပဲခစ်ပြိုင်တွေကိုအနာပေးပြီးအသက်ကွာတဲ့ဗိုလ်ချုပ်တွေကိုဆွဲတင်လာခြင်းနဲ့တူကြပါတယ်။သူ့ကိုဆက်ခံမဲ့သူလို့နာမည်ထွက်နေတဲ့ကြီးရည်လေးညှိနှိုင်းကုကဲရည်မှုဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့16နှစ်ကွာပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကအရင်အာနာသိစစ်ကောင်းဆောင်တွေလိုပဲကောင်းစီဖွဲ့ပြီးဥက္ကဋ္ဌလုပ်ပါတယ်။ယာယီသမရဦးမြင့်စွေကျမ်းမာရေးအရာအားယူပြီးနောက်ပိုင်းမှာတော့ဘူဂျုံမူကြီးမင်းအောင်လိုင်ကယာယီသမရတာဝန်ကိုပါရယူပါတယ်။ ဒါပေမဲ့ဘူဂျုံမူကြီးမင်းအောင်လိုင်းကဥနေဝင်းနဲ့ဦးတန်းရွှေလိုမလားပဲရွေးကောက်ပွဲအလုံးမှာတော့အာနာဆက်ယူအောင်လေလို့အကဲခတ်တွေကသုံးသက်ပါတယ်။စစ်ကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်းတမရဖြစ်ချင်တဲ့ဆန္ဒကအလုံးတည်တဲ့လိုအပ်ချက်ဖြစ်နေပြီးတော့အထူးဆန်းအောင်မဟုတ်တော့ပါဘူး။ဒါပေမဲ့တမရလုပ်ရင်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ယာရုကိုစွန့်ခဲ့ရမှာကသူ့အတွက်ဝင်လေးစရာလည်းဖြစ်လို့နေပါတယ်။အရေးပေါ်ကာလမှာဒီယာရုနှစ်ခုကိုသူ့တယောက်ထဲကပူရဲကင်ထားခဲ့ပေမဲ့ ရွေးကောက်ပွဲအလွန်မှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက်အရဒီလိုဆက်လုပ်ဖို့ခတ်ပါလိမ့်မယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရသမရကနိုင်ငံဝန်ထမ်းမဖြစ်ရစေဆိုတဲ့တတ်မှတ်ချက်ကြောင့်လည်းဖြစ်ပါတယ်။ဒါကိုကြော်လွားနိုင်မို့သူကြံစီစိတ်ကူးလာနိုင်တာကယာရုအစ်စ်တီထွင်ဖန်တီးပြီးတော့စစ်ပက်အရက်ပဲနှစ်ခုလုံးကိုထိန်းချုပ်ဖို့ဖြစ်နိုင်တယ်လို့စစ်ပက်အရက်ပဲကြံကျင်သူတွေကသုံးသပ်ကြပါတယ်။တရုတ်မှာဆိုရင်တော့ဘ ഹു စစ်ကော်မရှင်ဥက္ကဋ္ဌယာရုလို့ဖြစ်ပြီးတော့မြန်မာမှာဆိုရင်တော့ ဘိုးချုပ်မူကြီးတန်းရွှေအငိမ့်စားယူပြီးတဲ့နောက်စိတ်ကူးခဲ့မှုတဲ့နိုင်ငံ့အုပ်ဆောင်နေရာမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လမှာစစ်ကောင်စီရဲ့အခမ်းကဏ္ဍပြီးဆုံးသွားပြီးတဲ့နောက်နိုင်ငံတော်လုံခြုံရေးနဲ့အီဂျန်တာယာရေးကော်မရှင်ပေါ်လာတဲ့အခါမှာတော့ဒီအယူအဆကပိုအားကောင်းလာပါတယ်။စစ်ကောင်ဆောင်ကစစ်သေးနာပတိကျုံဆိုတဲ့အမည်ကိုသဘောကျတယ်လို့စေယုံနဲ့နှိစက်တဲ့တရင်အေးမြစ်တအူးကပြောပြီးတော့ဒီနာမည်ကိုဘိုးချုပ်ကြီးနေဝင်လက်ထံမှာသုံးခဲ့ပူပါတယ်။အာနာသိန်းဒလိထုံးလွှမ်းနေတဲ့မြမနိုင်ငံရေးစနစ်မှာတမနာတွေဝင်ကြီးချုပ်တွေဟာ ပူချုပ်ကြီးတွေရဲ့ဖန်ဆီဖြုတ်ချမှုကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။စစ်ကောင်ဆောင်ပူချုပ်ကြီးတွေကိုယ်တိုင်လည်းတမနာဝင်ကြီးချုပ်စတဲ့ယာရုတွေကိုပူတွေရယူခဲ့တဲ့တာတကားတွေရှိခဲ့ပါတယ်။ဒါကြောင့်အယက်သားအစိုးရရဲ့အမြင့်ဆုံးယာဒူးတွေကစိတ်မချရတယ်လို့တက်ချုပ်တွေအနေနဲ့အယက်သားအစိုးရရဲ့ထိ ंछ ုံမှုအောက်ကိုအပြေးအဝရောက်ခဲ့တဲ့ကာလာတွေကအလွန်တိုတောင်းပါတယ်။တမရအထက်မှာနေခဲ့တဲ့သူတွေတဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကထင်ရှားပါတယ်။ဒါပေမဲ့ ဘူဂျိုကြီးနေဝင်ကတော့အာနာသိန်းစစ်ဘူဂျိုဖြစ်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကတမနာဖြစ်ခွင့်ပိတ်ပင်ခံထားရတာဖြစ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယာရူးကိုဖန်တီးတာဖြစ်တဲ့အတွက်အခြေအနေချင်းကတော့ကွာခြားပါတယ်။ဘူဂျိုမူကြီးစုံမောင်းတဲ့ဘူဂျိုမူကြီးတန်းရွှေတို့ကလည်းအရက်ဘက်စစ်ဖက်နှစ်ခုလုံးကိုထိန်းချုပ်ခဲ့ကြသူတွေဖြစ်ပြီးဘူဂျုံမူကြီးမင်းအောင်လိုင်းကလည်း2021ခုနှစ်မှာအာနာသိမ့်ပြီးအရက်ဘက်စစ်ဘက်နှစ်ခုလုံးကိုထိန်းချုပ်ထားပါတယ်။ဒါပေမဲ့ နာမည်ရွေးကောက်ပွဲပြီးရင်တော့ဘူဂျုံမူဂျီမင်းအောင်လိုင်ကသမရနဲ့တက်ချုပ်ရာလူနှစ်ခုတည်းကတစ်ခုကိုရွေးရတော့မှလည်းဖြစ်ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ကိုဖွဲ့စည်းလိုက်တာကရွေးကောက်ပွဲအလွန်ရာလူတဲ့အတွက်ဝစ်စုံပြေးလေ့ကျင့်မှုလားဆိုတာစိတ်ဝင်စားစရာဖြစ်လာပါတယ်။ရွေးကောက်ပွဲကျင်းပရေးအပွားအဝင်နိုင်ငံရေးကိစ္စတွေအတွက်စစ်ကော်မရှင်ကိုလူ၁၀ဦးနဲ့ဖွဲ့စည်းထားပြီးတော့ဘူဂျုံမူဂျီမင်းအောင်လိုင်ကဥက္ကဋ္ဌဖြစ်ပါတယ်။ ဒီကော်မရှင်မှာစစ်ကောင်းဆောင်ကယာယီသမရတာဝန်ရောတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ယာဒုကိုပါပူးတွဲရယူထားပါတယ်ဒုတိယဘိုးချုပ်မူကြီးစိုးဝင်းကဒုတိယဥက္ကဋ္ဌဖြစ်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာတဲ့ဦးညိုစောအငြိမ်းစားဘိုးချုပ်ကြီးကအဖွဲ့ဝင်အဖြစ်ပါပါတယ်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဝန်ကြီးချုပ်ဖြစ်တော့ကနိုင်ငံတော်ဝန်ကြီးချုပ်ယာဒုကအုပ်ချုပ်ရေးအဖွဲ့မှာအမြင့်ဆုံးဖြစ်ခဲ့ပေမဲ့ဒီကော်မရှင်မှာတော့ဒုတက်ချုပ်ရဲ့အောက်ကိုရောက်သွားပါတယ် ဒါပြင်နှိမ့်နိုင်ကုတ်ကဲရီမူကြီးရီလေးဘူချုပ်ကြီးကြော်စွာလင်းလေဒီကော်မရှင်မှာပါလာတာသတိပြုစီရလည်းဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲအလွန်မှာစစ်ကောင်းဆောင်ကတမရနေရာကိုယူကော်မရှင်တခုဖွဲ့စည်းပြီးတက်ချုပ်ကိုကော်မရှင်နဲ့ထည့်ပြီးသူ့ထိန်းချုပ်မှုအောက်မှာထားတာမျိုးဖြစ်လာနိုင်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတမရကတက်ချုပ်ရဲ့အထက်မှာရှိနေပေမဲ့တက်မရောကသာတက်ပိုင်းဆိုင်ရာကိစ္စအလုံးကိုလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ရှိနေပြန်ပါတယ်။ သမရဟာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတဆင့်တက်ချုံနဲ့ဆက်ဆံရေးလမ်းကြောင်းရှိနေပေမဲ့သမရအနေနဲ့တက်ချုံရဲ့တပ်ပိုင်းဆိုင်ရာအစီအမံခန့်ခွဲမှုအခွင့်အာဏာပေါ်လွှမ်းမိုးမှုမှာအကန့်အသတ်များစွာရှိနေတာကိုတက်ချုံရာထူးမှာ15နှစ်အထိနေလာတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အသိဆုံးဖြစ်ပါတယ်။ကြံခိုင်ရင်းနဲ့ NND အစိုးရနှစ်အဆုံးလုံးမှာတက်ချုံလုခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့သမရအာဏာနဲ့တက်ချုံရဲ့လုပ်ပိုင်ခွင့်ဘလို့ခြားနာလဲဆိုတဲ့အချက်ကိုကောင်းကောင်းနားလဲပါတယ်။ ဒါကြောင့်စစ်ကော်မရှင်လိုအဖွဲ့တစ်ခုဖွဲ့ပြီးတက်ချုပ်ကိုသူ့ဩဇာအောက်မှာထိန်းထားဖို့စ조사လာနိုင်တယ်ဆိုတဲ့ယူဆချက်တွေကအားကောင်းနေပါတယ်။ဒီပုံစံမျိုးကိုတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေလည်းစဉ်းစားခဲ့ပူပြီးတော့နိုင်ငံ့အုပ်ဆောင်လိုတောင်အမိမှဲ့ခဲ့ပါတယ်။ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့2012ခုနှစ်နိုင်ငံရေးအကူပြောင်းကအများမြင်သလောက်မယိုးရှင်းခဲ့ပဲကက်လကာနောက်ွယ်မှာဇလန်းတချို့ရှိခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးတိန်စိန်ကတမရဗိုလ်ချုပ်ကြီးတူရာရွှေမန်းကလွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းကတက်ချုပ်စသဖြင့်အာနာခွဲဝေခဲ့ပြီမဲ့ဗိုလ်ချုပ်မှုကြီးတန်းရွှေကနိုင်ငံအုပ်ဆောင်ကနေတဆင့်အရက်ဖက်ရောစစ်ဖက်ကိုပါထိန်းချုပ်ဖို့စီစဉ်ခဲ့ပါတယ်။ဒီကိစ္စမှန်ကန်ကြောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့တပည့်တချို့က BBC ကိုအတည်ပြုပါတယ်။နိုင်ငံအုပ်ဆောင်ရုံးဖွဲ့စည်းနိုင်ဖို့အတွက်လည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားချက်ရှိနေပြီးတော့ပုံမှန်210ခုဖြစ်ပါတယ်။ ပုံမှန်213ခွမှာတော့ပြည်တော်စုလှစ်တော်ကနေအာနာပိုင်အဖွဲ့အစည်းတရရဲ့ဒါမှမဟုတ်အာနာပိုင်ပုဂ္ဂိုလ်တဦးကိုတာဝန်နဲ့လုံပိုင်ခွင့်နဲ့ပေးရတိုင်းနဲ့အတိတ်ပဲမျိုးပြဋ္ဌာန်းထားပါတယ်။ဝင်ကြီးဌာန36ခုကိုရုံးအမှတ်36ခုအဖြစ်တတ်မှတ်ခဲ့ပေမဲ့ရုံးအမှတ်30ခုဆိုတဲ့ရုံးတရုံရှိခဲ့ပြီးဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့အိမ်ရှိရာ6လုံးနဲ့မလန်မကန်းမှာဖြစ်ပါတယ်။အပြင်ကကြည့်ရင်တော့တထက်အဆောက်အုံလို့ထင်ရပေမဲ့၃တက်ရှိပြီးမြေအောက်လှိုင်းကောင်းကွန်ရက်တွေပါတယ်လို့စောက်လို့ရေးမှာပါဝင်သူတဦးကပြောပါတယ် နိုင်ငံအုံဆောင်အဖွဲ့မှတက်ကအငိမ့်စားယူသွားကြတဲ့ထိတ်တန့်ကောင်းဆောင်တွေဖြစ်တဲ့ဘူဂျုံမှုကြီးတန်းရွှေတူဘူဂျုံမှုကြီးမောင်အေးနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းတွေဖြစ်ကြတဲ့ဒုတိယဘူဂျုံကြီးရဲမြင့်ဒုတိယဘူဂျုံကြီးအောင်ထွေးနဲ့ဒုတိယဘူဂျုံကြီးကျော်ဝင်းတို့ပါဝင်ကြပါတယ်ဒါပေမဲ့ဒုဘူဂျုံမှုကြီးမောင်အေးကဒီအဖွဲ့မှမပါတော့ဘဲဘူဂျုံမှုကြီးလည်းအနားယူသင့်ပါပြီလို့အကြံပြုခဲ့ပြီးတဲ့နောက်နိုင်ငံအုပ်ဆောင်အဖွဲ့ကအသက်မဝင်တော့တာလို့ဝင်းကြီးဟောင်းတအူးကပြောခဲ့ပါတယ် 2021ခုနှစ်အခုအပြောင်းမှာပြည်ရင်းပြည်ပမီဒီယာတွေမှာလည်းနိုင်ငံအုပ်ချုပ်အဖွဲ့အကြောင်းသတင်းတွေဖော်ပြခဲ့ကြပေမဲ့အစိုးရတက်တဲ့လွှတ်တော်တစ်တွေပေါ်လာပြီးနောက်ပိုင်းဒီအဖွဲ့သတင်းတွေကမင်းမင်ပြောက်ကွယ်သွားပါတော့တယ်။လက်ရှိအချိန်မှာတော့ရုံးအမှတ်30ခုကိုကုမှုဒရာခမ်းမာလို့အမည်ပြောင်းထားပါတယ်။ကုမှုဒရာခမ်းမာကပုံမှန်အားဖြင့်တော့ငြိမ်သက်နေလေရှိပေမဲ့အာနာသိမ့်ပြီးနောက်မှာတော့ပြန်အသုံးပြုလာပါတယ်။အထူးသဖြင့်မလ28ရက် ။ငလင်လှုပ်ပြီးနောက်ပိုင်းမှာလုံကြုံရေးတွေထူထူတက်တက်ချထားတာနဲ့ကားတွေအများကြီးယက်ထားတာမျိုးတွေ့ရလေရှိတယ်လို့နေပြည်တော်မှာနေထိုင်သူတွေကပြောပါတယ်။ဒီခန်းမကိုဥတန်းရွှေဥသိန်းစိန်နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့အသုံးပြုတဲ့အကြောင်းနေပြည်တော်က BBC သတင်းအရင်းမြစ်တအူးကပြောပါတယ်။မလ28ရက်ငလင်ကြီးမှာကုမှုဒရာခမ်းမကအပြည့်အစုံမရှိခဲ့လို့အခုနောက်ပိုင်းမှာတော့စစ်ကော်မရှင်ကပြန်လည်ပုံမှန်အသုံးပြုလာတယ်လို့နေပြည်တော်က BBC သတင်းအရေးမြစ်ကပြောပါရယ်။ဗိုလ်ချုပ်မှုကြီးမေးရောက်လိုက်အနေနဲ့ ူယုံကြည်ရတဲ့သူတို့ကိုတတ်ချုံနေရမှာထားခဲ့ပြီးတမရလို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတဆင့်ထိန်းချုပ်မယ်ဆိုရင်တော့တမရဦးသိန်းစိန်လက်ထက်ကအုပ်ချုပ်ရေးပုံစံမျိုးဖြစ်သွားမှာပါတမရမလုပ်ဘဲပုံမှန်219ကိုတုံးပြီးကော်မရှင်တစ်ခုဖွဲ့ကော်မရှင်ဥက္ကဋ္ဌနေရာကနေတမရနဲ့တတ်ချုပ်ကိုကွက်ခဲ့ရင်တော့ဦးသန်းရွှေမလုပ်ဖြစ်ခဲ့တဲ့နိုင်ငံအုပ်ဆောင်ပုံစံဖြစ်လာမှာပါသမရလုပ်ပြီးကော်မရှင်တစ်ခုဖွဲ့တက်ချုပ်ကိုပါကော်မရှင်နဲ့ထည့်ထားရင်တော့လက်ရှိစစ်ကော်မရှင်လိုပုံစံဖြစ်လာမှာဖြစ်ပါတယ် ွေကြီးပုံအခြေခံဥပဒေကိုပြင်ပြီးတမရရောတက်ချုံရောနှစ်နေရာလုံးကိုယူမဲ့စဉ်စားချက်မျိုးလည်းရှိနိုင်ပေမဲ့ဘူချုံမှုကြီးမင်းအောင်လိုင်ရဲ့ဆန္ဒအပြင်လွတ်တော်ရဲ့သဘောတူညီချက်လည်းလိုအပ်မှာဖြစ်ပါတယ်။တကယ်လို့သာတမရလုပ်ပြီးစစ်ဘက်ကိုပါချုပ်ကင်ထားရင်ရွေးကောက်ပွဲအလုံးမှာဘူချုံမှုကြီးမင်းအောင်လိုင်လက်ထက်မှာတစုတစည်းတည်းရှိနေတဲ့အာဏာကိုခွဲဝေသုံးစွဲလာလိမ့်မယ်လို့ညွန်လင့်နေကြသူတွေအငိုက်မိသွားစေမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ ဥနေဝင်းနဲ့ဥတန်းရွှေလိုယာရူးကနေမမျော်လင့်မဲ့အနားယူသွားရင်တော့ပူအံ့ဩစရာ ဖြစ်ပေမဲ့ဒါကဖြစ်နိုင်ခြင်းနည်းတယ်လို့အကဲခတ်တွေကသုံးသပ်ကြပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။စစ်အာဏာရှင်ကပ်ဘေးကနေအမြန်ဆုံးလွတ်မြောက်ဖို့ဆန္ဒပြုရင်း See you next video